မင်္ဂလာပါဆရာမိတ်ဆွေပြည်ရင်းဝါသနာရှင်ခုနသားမိများအားလုံးကြည့်ရှုသူပေါင်းကျမ်းမာချမ်းသာကြပါစေလို့ဥစွာပထမဆုမွန်ကောင်းတောင်းပေးပါရစေဆရာကတော့ပြည်ရင်းရဲ့ရတရားအိမ်တော်ရေးလူမှုရေးစီးပွားရေးများကိုစီစီတွက်ချက်ဟောပြောပေးနေတဲ့ပြည်ရင်းဆရာကိုမြင့်စောဖြစ်ပါတယ်ခင်ဗျာဆရာဒီနေ့ဟောပြောပြသပေးမှာကတော့ဆရာမိတ်ဆွေပြည်ရင်းဝါသနာရှင်များမှာငွေကြီးအခက်အခဲဖြစ်နေတာမိမိတို့ကစီးပွားရေးတွေကြာရှင်းနေတာလက်ပိတ်နေတယ်လို့ထင်နေရတယ် ဘာပဲလုံးလုံးအဆင်မပြေတာတွေတော့ကနဲ့ကြုံနေရတာတွေပြဿနာမျိုးစုံတက်နေရတာတွေတို့တိမြကိုင်းမြတွေအလွဲစီလွဲချော်နေရတာတွေစိတ်တော့ကရောက်ပြီးတော့စိတ်ပင်ပန်းလူပင်ပန်းကြုံနေရတာအဓိကကတော့ငွေကြီးအခက်ခဲနဲ့ဖြစ်ပြီးတော့ငွေကြီးစည်းဝါးရေးတွေခက်ခဲတဲ့တဲနဲ့ကြုံနေရတယ်ဆိုလို့ရှိရင်ဒီလိုအလူရေတရားလေးတွေကိုလှုပ်လှုပ်ချင်းအားဖြင့်မိတ်ဆွေတို့ရဲ့အခက်ခဲလေးတွေကိုပြေလည်သွားမှာဧကံမုတ်ကြဖြစ်ပါတယ်ခင်ဗျာအလူရေတရားလေးကလည်းအမတ္တမကိုလည်းရိုးရှင်းတယ်ငွေကုန်ကြည့်ကြလဲတတ်တာတယ်အများကြီးလည်းချိန်ပေးစရာမလိုနဲ့မိတ်ဆွေတို့ရဲ့ အခက်ခဲတွေကိုတပတ်အတော်အတွင်းမှာတည်တည်တတ်တာပြေလည်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဆရာရဲ့မိတ်ဆွေဗီဒီယိုဝါသနာရှင်များကလည်းဒီလိုအလှရရာလေးတွေကလည်းအမခန့်ထီအောင်လဲအစွမ်းထက်သလိုတကယ်ကိုလည်းမျက်ဝါးထင်ထင်အကျိုးပေးပါတယ်ဆိုတဲ့အကြောင်းကိုဒီနေ့ဗီဒီယိုလေးမှာပြပြပေးသွားပါမယ်။လောက်ကမဲ့ပုံစံလေးကတော့နံပါတ်၁ကိုယ့်ရဲ့ဖရားအကြောင်းဆောင်မှာမြက်တန်ရှင်ရေးလုပ်ပါ၊ဖရားပန်းရေးလဲပါ၊ပန်းစင်ပြီးရေချမ်းပုံမှန်ကတ်လူပါ၊ကတ်လူပြီးတယ်ဆိုတာနဲ့ထူထူခြားခြားတစ်ခုလေးကတော့ဖန်ခွက်တတ်တတ်တစ်ခုလိုပါမယ်ခင်ဗျာ။ဖန်ခွက်တတ်တတ်လေးထဲမှာ ငွေကြီးအနှဲငယ်ထည့်ပြီးတယ်ဆိုတာနဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုဘုရားပန်းစင်ပြီးရေချမ်းကတ်လုပ်ပြီးတယ်ဆိုတာနဲ့ဒီဝတ္ထုငွေလေးတွေကိုဘုရားသခင်တော်သည်ဘုရားចောင်းဇေယျတွေပြင်ရအတွက်ကတ်လုပ်ပါ၏ဘုရားဆိုပြီးတော့ကိုကဆူတောင်းရမှာဖြစ်ပါတယ်ဒီလိုလှူဒန်းရတဲ့ဒါနကုစုကြောင့်ဘုရားသခင်တော်မှာငွေကြီးအခက်ခဲဖြစ်နေတာစီဝါလက်လာပါတွေကြာဆင်းနေတာအလုတ်ကိုင်းတွေအဆင်မပြေတာမိသားစုဘဝတွေအဆင်မပြေတာတွေနဲ့အခက်ခဲတွေကိုအေးချမ်းရပါလို့ဤဆိုပြီးတော့ကိုကဆူတောင်းရမှာဖြစ်ပါတယ် အဲ့လိုဆူတောင်းပြီးတယ်ဆိုတာနဲ့မိတ်ဆွေတို့ရဲ့အခက်ခဲတွေကိုမိတ်ဆွေတို့ကိုယ်တိုင်ပဲမျက်ဝါးထင်ထင်တကယ်ကိုအကျိုးတူမှာဖြစ်ပါလေခင်ဗျာဒါကြောင့်မို့ဆရာရဲ့မိတ်ဆွေပေးတင်ဝါသနာရှင်ခုနသားသမီးများလည်းဒီလိုလွယ်ကူတဲ့အလူရရလေးတွေကလည်းအမခန့်ထီအောင်စွန့်ထက်ပါတယ်ဆိုတဲ့အကြောင်းကိုဆရာဒီနေ့ဗီဒီယိုလေးမှာပြပြပေးခြင်းဖြစ်ပါတယ်ဒါကြောင့်ကြည့်ရှုသူပေါင်းခုနသားသမီးများအားလုံးငွေကြီးအခက်ခဲဖြစ်နေတာမိသားစုဘဝတွေအဆင်မပြေတာအကြောင်းမျိုးမျိုးကြောင့်ကြာဆင်းနေရတာလေးတွေမှာအမတမ္မကိုစွန့်ထက်ပါတယ်လို့ဆရာကအကြံဉာဏ်ပေးခြင်းဒီဗီဒီယိုလေးမှာ ီကုန်းချုပ်ပါတယ်အားလုံးပဲကြည့်စုသူပေါင်းကြမ်းမှချမ်းသာကြပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်